စိတ်အတက်အကျမြင်ယောဂသည်စိတ်ကျန်းမာရေးအခြေအနေစိတ်ဆွမ်းအင်လှုပ်ရှားမှုအဆင့်များနှင့်နေ့စဉ်လှုပ်ဆောင်နိုင်မှုတို့တွင်ပုံမှန်မဟုတ်သောပြောင်းလဲမှုများကိုဖြစ်စေသည်စိတ်ကျန်းမာရေးအခြေအနေတစ်ခုဖြစ်သည်စိတ်အတက်အကျမြင်ယောဂနှင့်ဆက်နွယ်သောအတွေ့အကြုံကာလများမင်းနီးယားဆွမ်းအင်လုံမြင့်ခြင်းစိတ်တူလွယ်ခြင်းတို့မဟုတ်စိတ်ခံစားမှုလွန်ကဲခြင်းစကားပြောမြန်ခြင်းပြင်းမြန်စွာရေးခေါ်ခြင်း အရေးပြက်ခြင်းအနည်းငယ်များသောသို့မဟုတ်စိုးရိမ်မိမိစဉ်းစားမှုမရှိသောဆုံးဖြတ်ချက်များသောအခြေအနေဟိုင်ပိုမီနီယာမီနီယာနဲ့တူတော်လဲစိတ်ခံစားချက်များပုံမလျော့နေတတ်တာသည့်အဆင့်အခြေအနေစိတ်တက်ကြခြင်းအခြေအနေစိတ်တက်ကြခြင်းညှော်လင့်ချက်မရှိခြင်းပင်ပန်းနွမ်းနယ်ခြင်းစိတ်ဝင်စားမှုလျော့နေခြင်းအိပ်ဆက်ခြင်းတို့မဟုတ်စားသောက်ပုံစံပြောင်းလဲခြင်းအခြေအနေများရှိသည်စိတ်တက်အကြမြင်ယောဂအမျိုးအစားများ bipolar 1မိနီယာကာလာခုနှစ်ရက်ထက်ကြာရှိပြီးသူမဟုတ်ဆေးရုံတက်ရသည့်အထိပြင်းထန်သောမျိုးစားများအားဖြင့်စိတ်တကြကာလာနှင့်တွဲဖက်ဖြစ်လျက်ရှိသည် bipolar 2 hypomania နှင့်စိတ်တကြကာလာတွေရှိတော်လဲမိနီယာအခြေအနေလောက်ပြင်းထန်မှုမရှိ psychophimic disorder စိတ်တက်ကြနေမှုနဲ့ပါတော်လဲနှစ်နှစ်ထပ်ပိုကြာမြင့်ခံစားနေရသောမျိုးစားသာသောစိတ်အတက်အကျမြင်ယောဂါများနှင့်ဆက်ဆက်ယောဂါများ လူတဦးတွင်ရခင်ဖော်ပြထားသောယောဂါရှာဖွေရေးဆန်နှုန်းများနှင့်မကိုက်ညီတော့လဲတိတာထင်ရှားသောပုံမှန်မဟုတ်သောစိတ်ခံစားရသည့်ကာလများကိုတွေးကြုံနေရဆဲဖြစ်ပါကအခြားစိတ်အတက်အကျမြင်ယောဂါဟုယူဆပါသည်စိတ်အတက်အကျမြင်ဖြစ်စေနိုင်သောအကြောင်းရင်းများဖိအားများသို့မဟုတ်စိတ်ထိခိုက်မှုဖြစ်စေသောအတွေ့အကြုံများအိပ်စက်ချိန်မလုံလောက်ခြင်းမူရစေဝါသို့မဟုတ်အရက်သုံးဆွဲခြင်း၊ရာသီဥတုပြောင်းလဲမှုသို့မဟုတ်ဟော်မုန်းပြောင်းလဲမှုရှိခြင်း ဖော်ပြပါလက္ခဏာတွေရှိနေရင်တို့မဟုတ်အလုံးမိသားစုဘဝပေါ်တက်ရောက်လာပြီဆိုရင် စိတ်ကျမ်းမာရေးပညာရှင်ထံဆွေးနွေးဖို့အကြံပြုပါတယ်။